ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုန်းမြို့အတွင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်အားအလုံးရင်နဲ့ဝင်ရောက်ဖို့စောင့်ဆိုင်နေတယ်လို့သိရပါတယ်။လက်ရှိမှာမန္တလေးတိုင်းတပိုက်ချင်းမြို့အနီးဖော်တိုလမ်းဆုံနဲ့မိုးကုန်းမိုင်းလုံးလမ်းဘတ်တို့ကနေစစ်ကောင်စီရဲ့စကားခဆက်ရှိဗျူဟာတစ်ခုမှာအင်အား900လောက်နဲ့စောင့်ဆိုင်နေတာ ဖြစ်တယ်လို့မိုးကုန်းမြို့အခြေအနေကို သိရှိတဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တအူကပြောပါတယ်။ TNL ဟာစစ်ကောင်စီနဲ့အပြည့်အပြီးနောက်ပိုင်း သူတို့အသိမ့်ပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်ကိုစစ်ကောင်စီထံပြန်ပေးဖို့သဘောတူခဲ့ရတာပါဒါပေမဲ့အဲ့ဒီမျိုးသိမ့်တိုက်ပွဲတွေမှာ TNL နဲ့အတူနေမြခံ PDF တပ်ဖွဲ့ဝင်တွေပူးပေါင်းပါဝင်ခဲ့ကြတာကြောင့်စစ်ကောင်စီထံပေးရမှာအချိန်ကျကျနေတာဖြစ်တယ်လို့ TNL နဲ့နှိဆက်သူတွေကဆိုကြပါတယ်မိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကလည်း TNL တက်ဆုပ်ရင်းနဲ့စစ်ကောင်စီပြန်ဝင်ရဲ့အစီအစဉ်အတွက်နိုဝင်ဘာ12ရက်နေ့ကလာချုံမြို့မှာနှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ် စစ်ကောင်စီနဲ့ဆွေးနွေးပွဲမှာမိုးကုံနဲ့မိုးမိုက်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တွေတော့မပါဝင်ခဲ့ပါဘူး။ဒါကြောင့် TNL အနေနဲ့ PDF တွေကိုနှီးမျိုးစုံနဲ့ရှင်းပြပြီးနောက်ပိုင်းလက်ရှိမှာ PDF တွေလည်းဆုတ်ခွာနေကြတယ်လို့သိရပါတယ်။အဲဒီနောက်လာမယ့်နိုဝင်ဘာ28ရက်ကစတင်ပြီးစစ်ကောင်စီပြန်ဝင်ဖို့စီစဉ်ထားတာဖြစ်တယ်လို့နှီးဆက်သူတွေကပြောဆိုကြပါတယ်။တေချာတာကတော့ အဟွာပေါ့နော်ကျွန်တော်တို့ဒီမိုင်းလုံနာပေါ့နော်မိုင်းလုံနာကိုကတ်သွားပြီပေါ့မိုင်းလုံနာကိုမိုင်းလုံနာအထိကိုကတ်လာပြီသူတို့ကြောင်မဲဘက်ကအင်အားဘယ်လောက်ရှိလဲတော့တော့မသိဘူးကျွန်တော်တို့ဒီဘက်မိုးကုတ်ဘက်ကအင်အားကတော့စားခ18ရဲ့ W ပေါ့နော်ဒုတမမူပါလား W မူပါလာတော့တေးကြလဲဒုတမမူပါမပါတော့မပြောတတ်သေးဘူးပေါ့နော်အဲ့ဒီအဖွဲကတော့အင်အား900လောက်လို့တော့မှန်းတယ်900ပေါ့နော်400နဲ့900ဝင်းကျင်ပေါ့အဲ့ကြားထဲမှာရှိတဲ့အဖွဲကတော့ထမင်းချက်ဟင်းချက်ပြီးစောင့်နေတဲ့အနေအထားမျိုးပဲ ဲဒီက TNL ဘက်ကဝင်လာလို့ရပြီလို့ပြောရင်တော့ဝင်သွားမယ်အနေထားမျိုးတော့ရှိတယ်အစောဆုံးရက်ကတော့ကျွန်တော်တို့28လို့တော့ထင်ပါတယ်စစ်ကောင်စီတပ်တွေကောင်းဝင်စွာပြန်လည်ဝင်ရောက်နိုင်ရေးအတွက် TNL တပ်တွေကမိုင်းလုံးနဲ့မိုးမိတ်မြို့အနီးမှာအင်အားဖြည့်တင်းထားပြီးမိုးမိတ်နဲ့မိုးကုံမြို့တို့က TNL ခံထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲတပ်သားတွေဆုတ်ခွာသွားပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါတယ်။ မိုးကုတ်မြို့ကိုစစ်ကောင်စီလက်ထဲပြန်အပ်မဲ့အစီအစဉ်ကြောင့်ပြီးခဲ့တဲ့နိုဝင်ဘာ6ရက်ကမိုးကုတ်မြို့ခံတွေဟာစစ်ကောင်စီလက်မခံရင်တပ်ပုံးတိဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင်တချို့ဒေသခံတွေကလည်းစစ်ကောင်စီလက်ထဲဖမ်းဆီးနှိပ်စက်ခံရမှာကိုစိုးရိမ်နေတယ်လို့ပြောဆိုကြပါတယ်။တရုတ်ပြည်အားကြောင့်တောင်းတ DNL ဟာစစ်ကောင်စီထံနောင်ချိုကြောင်မဲတိပုံးမြို့တို့ကိုလက်လွတ်ခဲ့ရပြီးတော့ မိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုလည်းစစ်ကောင်စီထံပေးအပ်မယ်လို့သဘောတူခဲ့ရတာကြောင့်မြန်မာနိုင်ငံအရေးအပေါ်တရုတ်ရဲ့ဂျာဝင်မှုကိုတော်လိုင်းအင်အားစုတွေကဝေဖန်ရှုတ်ချနေကြပါတယ်ရှင်။